Hello guys ဒီနေ့မှာတော့အားလုံးမျော်လင့်ဆောင်စားနေတဲ့ reading တွေကိုမဆူလို့ပေးမှာဖြစ်ပါတယ်။အဲဒီ reading တွေကတော့အမီစုတောင်ဆန်းစုကြည်အခုလက်ရှိအခြေအနေဘယ်လိုရှိလဲ၊ဘာဆက်ဖြစ်မလဲ၊သူတွေတော့လွတ်မြောက်မလဲပေါ့နော်။အဲဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အခုလာမယ့်ဂျွန်လာ19ရက်နေ့ဆိုလို့ရှိရင်တောင်ဆန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်။အဲဒီတော့ကြောင့်မလို့ ဒီမှာ campaign တွေပါလေလုပ်နေကြလေတွေ့တယ်ဒီတရုတ်ဆောင်ခါရာတို့ပါလို့ဆိုလို့ရှိရင် green နဲ့စံချိန်ဝင်မှုအတူအဟိုဟာ video လေးတွေ collect လုပ်မိတာလေးလည်းသိရတယ်ပေါ့နော်အဲဒီတော့အကယ်၍ကိုကပြီးပါမှရှိတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုအာပါဝင်အားဖြည့်ပေးဖို့အတွက်မဆူလေဒီကနေပြီးတော့တိုက်တွန်းပြရစီပေါ့နော်ဒီ video လေးကိုလုပ်ဖို့အတွက်မဆူက idea ရှိထားတာတော့တော်တော်ကိုကြာနေပြီတစ်နှစ်လောက်ရှိပြီကောနော်ဒါပေမဲ့မလုပ်ဖြစ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ reading ကဘယ်လိုပြောမလဲ ဟို heavy လည်းဖြစ်တယ်ပြီးတော့ကိုလူကျင်တဲ့အဖြစ်မရအောင်ဆိုလို့ရှိရင်ဒါကြီးကဒီဟာကြီးကို manifest မလုပ်ချင်ကွာတိရမလား disappoint မဖြစ်ချင်ဘောနော်ပြီးတော့သူများတွေကိုလည်းမဖြန့်ချင်ဘူးကွာ negative ဆိုပရှင်ရယ်ဒါပေမဲ့အခုကတော့ဘာဖြစ်ဖြစ်လှုပ်ကြည့်လိုက်မယ်လေးဆိုပြီးတော့လှုပ်လိုက်မှာဖြစ်ပါ रे ဘောနော်အဲဒီတော့ရမယ်အဖြစ်ကတို့ရိညှော်လင်ကားတဲ့အဖြစ်ဖြစ်ချင်လည်းဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်အဲဒီတော့ကြောင့်မလို့ open mind အင်းနေပဲစက်ကြည့်သေးပါလို့ တိုက်တွန်းခြင်းမာရေပေါ့နော်အဲဒီတော့ let's get started Ừ. Đã dù em nó. Không khó là. Ê đó. À, đồng hồ sáng suốt chị ấy, chả mà gì bố mà xu ở hiện xoay mẹ bỏ nó. Chả mà gì. Chị này ấy, nào này ấy. Ok. Đã đi. Xuy lại. Ok. Số đó. Tiếng dưng. က်လေးတွေရလीအစိုးကြီးတွေတော့မဟုတ်ဘူးပေါ့နော်ကောင်းတဲ့ကက်လေးတွေပါပဲပေါ့နော်ဒီမှာဗာပြနေလဲဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ရဆိုလို့ရှိရင်အခုခုတယောက်တည်းနေရတာကိုပို့ပို့ပြီးတော့ enjoying ခဲ့လာရေပေါ့နော် solitude ကိုပို့ပြီးတော့ appreciate ခဲ့တက်လာတယ်ပို့ပြီးတော့ emotionally လည်း feel ခဲ့လာရေပေါ့နော်ပြီးတော့ဒီမှာ six of cups reverse ကြရတဲ့အကြောင်းမလို့သူ့ရဲ့အရင် memories တွေအရင်တော့ဖြစ်ခဲ့တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့ တတိယတဲ့ပုံစံလေးတွေရှိရပေါ့နော်သူတာသပီးရေရှိမယ်ပြီးတော့သူ့ရဲ့ colleagues တွေဒီသူပြီးသားတွေအဲ့ဒီရဲ့ memories တွေတွေကိုတော့သူကအမြဲတမ်းတတိယတဲ့ပုံစံလေးရှိရဒါပေမဲ့ तू ကအခုစိတ်ကကြာနေလားပြိုလဲနေလားဆိုရင်တော့လုံးဝမဟုတ်ဘူးသူဟာသူ strong ဖြစ်တယ်သူဟာသူအဆင်ပြေနေတဲ့ပုံစံလေးရှိရပေါ့နော်ဒီမှာအဓိကဝဲကြည့်လိုက်ပါလုံးဝအဆင်ပြေတယ် तू ရှိတာလေးနဲ့ရှိတယ်လို့ကိုအဆင်ပြေရပေါ့နော် the hermit the hermit ဆိုတာသူဟာသူ solitude solitude ဆိုတာကတယောက်တည်းတိတ်ဆိတ်ဆိတ်ကလေး ဟိုဖျားတရားလောက်တာပဲဖြစ်ဖြစ်စာဖတ်နေရပဲဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးတွေ ਨੇ တော့သူအဆင်ပြေပါเนาะအရင်တော့ကလည်းသူဒီလိုမျိုး house arrest ကို20 years နေခဲ့ဘူးလားဆိုတော့အခုချင်းနေရလဲသူတို့ကဟိုဟာပေါ့เนาะနေတတ်နေပါပြီပေါ့เนาะနောက်တစ်ခုကကြာတော့2026အာသူရဲ့ကျမကြီးပေါ့เนาะ2026မှာလဲအဲ့တိုင်းပဲ night of caps သူကဖြည်းဖြည်းမှန်မှန်ပဲသူ့ဘဝကသူကသူ့ routine လေးနဲ့သူဖြည်းဖြည်းမှန်မှန်လေးပဲသွားမယ်ကျမ်းမာအောင်နေမယ် စိတ်ဓာတ်ကိုလုံးဝကြမခံဘူးပြီးလို့ရှိရင် the moon the moon ကို reverse ချရတော့ကြမလို့အရင်တော့ကသူမတိခဲ့တဲ့အရာတွေတဖြည်းဖြည်းနဲ့ realization ပြန်ပြန်ပြီးတော့တိလာရေပေါ့နော်တရားသဘောတွေတိလာရလဲခင်ဖြစ်မယ်ဟိုဘာတွေလဲတော့မသိဘူးပေါ့နော်ဒီဒါမှမဟုတ်သူခန္ဓာကိုယ်အကြောင်းကသူစိတ်အကြောင်းကသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမတိခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ in self awareness ရရတဲ့ဘောနဲ့ပို့ပို့ပြီးတော့တိလာမယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲ တရားတွေတဖြည်းဖြည်းနဲ့တရားသဘောတဖြည်းဖြည်းနဲ့သိလာမယ်ပုံစံလေးရှိရယ် excuse me နော် nine source ကို revert ကြရယ်ပေါ့နော်သူမကတရံဖန်ရံခါပေါ့နော်ဆိုရင်ပူဝမှုလေးတွေတော့ရှိတယ်ဒါပေမဲ့ revert ကြရတဲ့ကြောင့်မလို့အဲ့ဒါလေးတွေကလည်းတဖြည်းဖြည်းနဲ့တက်တာလာလိမ့်နေပေါ့နော်ဒါကတော့2026ဒီမှာကအရင်ဆိုးတာတွေပြိုလဲနေတာတွေလုံးဝမရှိဘူးလုံးဝ strong ဖြစ်တဲ့အထူးသဖြင့်ကိုကသူကအခုလောလောဆယ် အရေးကြီးဆုံးကသူ့ရဲ့စိတ်ပဲသူ့ရဲ့စိတ် strong ဖြစ်လို့ရှိရင်ကျမအောင်လည်းညီလို့ရတယ်ကွာစိတ်ကလူတယောက်ကစိတ်က strong ဖြစ်နေပြီဆိုလို့ချင်းဘာဘယ်အရာမဆိုသူ manifest လုပ်လို့ရတယ်အဲ့ဒီပုံစံမျိုးပဲကွာအခုတို့ situation ရတယ်လေအထဲမှာသူ့သူ့ကိုသူ influence လုပ်လို့ရတာသူ့စိတ်တမျိုးပဲရှိရပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အထဲမှာအခု2025မှာလည်းဆိုလို့ရှိရင်လည်းအရင်တော့က memory set တွေကိုရန်ထိုင်ရကာတတိရတယ် အဲဒါလေးတွေကိုလွှမ်းနေပေါ့နော်ဒါပေမဲ့သူ့ကိုယ်သူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူအေးစစေးဖြတ်တန်းနေပေါ့နော်အေးဂျင်ဂျန်စိတ်ကို agent ဆိုတာနဲ့ပဲသူဖြတ်တန်းနေနောက်နေ့ကြလို့ရှိရင်လည်းအဲ့တိုင်းပဲတရားသဘောတွေတည်လာမယ့်ပုံစံလေးရှိတယ်ပြီးလို့ရှိရင်တဖြည်းဖြည်းနဲ့ဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲသူသူ့ရဲ့ situation ကိုကျေနပ်တယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးတော့ရှိပါတယ်ပေါ့နော်အဲ့ရောဒီဟာကတော့ အတော့ဆန်းစုကြည်ရဲ့ဟိုပါဗောနော်2025ရဲ့2026ရဲ့ဟိုကျမ်းမာရေးအချိန်ကြီးဗောနော်ဒီမှာကျတော့မကောင်းတဲ့ကတ်တွေမပါဘူးအဲ့ဒီတို့ကြောင့်မတို့မဆူတော့တော့အဲအကောင်းငယ်လူတော့ပြောလို့ရတယ်ဗောနော်ဒါကတော့ကျမ်းမာရေးဗော and အခုကကြတော့အတိအကျဆုံးမိကောပေါ့နော်အဲ့ဒါပါလဲဆိုတော့တောင်ဆန်းစုကြည်ငန်းနှစ်အတွင်းပြန်လွမြောက်နိုင်တာ Okay, let's get started. Dear, မှန်ပြနေရတော့ justice justice ဆိုတဲ့အကိုကတရားကပဲလို့ပြောမလဲတရားသမားအနိုင်ရရှိနေပေါ့နော်အခုသူလူမြောက်လာတာကသူသူသူ့ရဲ့လူမြောက်မှုကတရားဘယ်လိုပြောလဲ justice ဖြစ်တယ်ဆိုလို့ရှိရင်သူလူမြောက်လာလိမ့်မယ်ငါစုတို့အကောင်တော်ကတော့သူ့ရဲ့လူမြောက်မှုကကာမတရားတယ်လို့မဆုကောမဆုလို့အကောင်တော်ကယုံကြည်ရဲ့အဲ့တကြမလို့ငါအနည်းအတွင်းမှာမဆုကတော့ လူမြောင်နိုင်ငံလူရောတင်နေကွာဒီမှာဒီနှစ်ကက်ကကြတော့စတူဝါဘယ်လိုပြောမလဲ average ကြရတယ်ဆိုလို့ရှိရင်အတက်ကြရတယ်ဆိုလို့ရှိရင်ကောင်းတဲ့ကက်မဟုတ်ဘူးကွာနှစ်ကက်စလုံးကကြောင်းမြန်ကြတယ်ကြောင်းမြန်တရဆိုတော့ကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းတာကရော့ကျသွားတယ်လည်းပြောမရဘူးအဲ့တော့မဆူနောက်တစ်ကက်ထပ်ဆွဲကြည့်တယ်ကွာသူက4 of cups နဲ့5 of cups ကို sequence နိုင်စည်းလာကြတယ်နော် အဲ့တော့ဒီ9နှစ်အတွင်းမှာလွတ်မြောက်နိုင်ငံမလွတ်မြောက်နိုင်ဘူးဆိုတော့နောက်တက်တက်ထက်ဆွဲမယ်ပေါ့နော် ငါနဲ့အကင်းမှာတော့လျားမြတာတဲ့ဥစ္စာတခုခုတော့ဖြစ်လာလိမ့်မယ်ကွာသူလူမြောက်ချင်းမလူမြောက်ချင်းကတော့ကန်တရားနဲ့ပဲဆိုင်နေပေါ့နော်မဆူရတဲ့အလိုပဲကြောင်းလိုက်တော့မင်းဒီမှာ justice ကကြတာကကြလာတဲ့ကြောင့်မလို့မဆူလို့ပါလုံးဝပြောနိုင်တာကတော့တရားမျှကြမှုကငါးနှစ်အတွင်းရတယ်။ငါးနှစ်အတွင်းမှာတရားနဲ့တတ်မှုရမယ်။အဲဒီတော့ဒီမှာလူမြောက်ချင်းလားလူမြောက်လားမယ်။အဲ ဒီမှာဒီဒီဘက်ကကြားတဲ့ကက်ကကြတော့ eight of swords သူကကြတော့မလွတ်မြောက်နေတဲ့ပုံစံလေးကွာ okay အဲ့တော့နောက်ဆုံးသူရဲ့လွတ်မြောက်မှုမလွတ်မြောက်မှုကိုမဆုနောက်ဆုံးအငင်းကြီးညီရသမီးပြောရမယ်ဆိုလို့ရှိရင်၅နှစ်အတွင်းမှာတော့ တရားမျှတမှုရရှိနိုင်ရှိပါတယ်။ဒီမှာအတွက်ဒီမှာအတွက်တရားမျှတမှုတစ်ခုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လုံးဝကြီး liberate ဖြစ်သွားဖို့ကကြတော့ဒီမှာရဲ့ကံတွေပဲဆိုင်ပေါ့နော်။ဦးမကြီးအခုဒီချိန်နေရနေပြီးတော့ house arrest ပဲဘယ်လိုပြောမလဲ။ shop boy ပါရင်လည်း shop boy သွားနိုင်တယ်ဒါမှမဟုတ်အခုခုပေါ့နော်။ဟိုတရားမျှတမှုတစ်ခုကတော့ငါးနှစ်တွေးမှရရှိမှာဖြစ်ပါတယ်။အခုချိန်နေရနေလုံးဝလွတ်မြောက်ကိုမလွတ်မြောက်ကိုရတော့မဆုလို့စောင့်ကြည့်ကြမယ်။ ဒီဟာလေးနဲ့ပဲမစူနီကုံချုပ်လိုက်နေကုန်တော့အဲဒီတော့အားလုံးလည်းဒီဗီဒီယိုလေးကိုကျေနပ်နှစ်သက်လိုက်မယ်လို့ညွှန်လင်းပါတယ်ပေါ့နော်အဲဒီတော့ bye bye